ျမတို့တွေကြုံသက်ဆူပြီးစောက်ကြိုးနဲ့မှောက်ထိုးလဲကိုကြိုးနဲ့ရတဲ့အစ်စ်ကိုရောက်လာလို့တော်လန်ကြီးလုံနေတဲ့သူအပေါင်းအလုံးကိုသိစေချင်တယ်ခဏလေးရန်အောင်အင်ချစ်ကိုကြောင်းပြီးဘုံခွဲပြီးတော့တတိပေးလိုက်တာတတိပေးစရာဘာအကြောင်းမလဲတခါတည်းအပြက်ရှင်း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 အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့စစ်ကောင်စီရဲ့အတူအယောင်ရွေးကောက်ပွဲဝါဒဖြန့်ပါဝင်သူအမှုပညာရှင်တွေကိုအပြည့်ရှင်းပေးဖို့တောင်းဆိုလိုက်တယ်မူ အဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားခဲ့ကြပါဦးခင်ဗျာကျမဒီနေ့ပြောချင်တာကတော့ဟိုအညွပညာရှင်တက်တိုက်လေးပေါ့နော်တက်တိုက်လေးပေါ့မအားလားဘုံုံမှာမဟုတ်သူကဟိုဟာဘုံသူကဟိုဘယ်လိုပြောပြောမလဲထွေးပေါင်းရည်နဲ့ခံပြီးတော့တောက်နေတဲ့အောင်ခိုင်လို့နေတိုးလို့ဘာညာပေါ့ဗျာအဲ့ဒီ6ရောက်အဖွဲပေါ့နော်ပြောရမယ်ဆိုလို့ရှင်ဟို ဒီကျမတို့ကတော့တော်လန်ရေးဆိုတော့တော်လန်ရေးစကားပြောတယ်ဒါပေမဲ့ကျမတို့ကနှစ်ဖက်လုံးကိုပြောမှာကျမတို့တော်လန်ရေးဖက်ကိုလည်းပြောမယ်ဘုံမုံနေတဲ့အဖွဲ့ကိုလည်းကျမပြောမယ်ရှင်းရှင်းလေးပဲเนาะအဲလာမတ်လို့ရတယ်လာဆဲလို့ရတယ်ပြောကြိုက်တလို့ပြောလို့ရတယ်လာဝီပန်နဲ့သူတယောက်ကမှဘသူ့ကိုမှကျမတုံ့ပြန်မှာမပါဘူးเนาะအဲ့တော့အညွတ်ပညာရှင်ဒီမအားလာရဲ့ ဟိုအလိုတော်ကြောက်ကိုပျော်တော်ဆက်နေတဲ့အညူပညာရှင်ပေါ့နော်ကျွန်မတို့အမေဒီဖက်ကိုလာပြီးတော့နေတိုးဆိုပို့ဆိုးတာပါမယ်ဘုံကျဲတာဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့နော်အဲ့တော့နေတိုးတို့အောင်ခိုင်းတို့ပေါ့နော်အလုံးကိုနာမည်တက်ပြီးတော့ပြောခြင်းတာကပေါ့နော်နင်းသိထားဖို့ရာကမကြသေးခင်ကမှရခိုင်ပြည်မှာចောင်းသူចောင်းသားလေးတွေရဲ့သွေးကမချောက်သေးဘူး သူတို့မိဘတွေရဲ့ရင်ထဲမှာသူတို့သားသမီးတွေရဲ့ပုံရိပ်တွေကဒီအောက်ဆီဂျင်ရှူဆိုင်ပြီးတော့24နာရီလုံးသူတို့ရဲ့ပုံရိပ်တွေမြင်နေသေးတယ်နော်အဲနောက်ထပ်ဒီပေးလျာပေါ်မှာရှိနေတဲ့သူကြီးကလည်းမချောက်သေးတယ်လို့ရက်ွက်ထဲကသူကြီးလည်းမချောက်သေးဘူးမြို့ရွာတွေကသူကြီးလည်းမချောက်သေးတယ်လို့အတန်းပညာသင်တဲ့เจ้าကသူကြီးလည်းမချောက်သေးတယ်လို့အဲဘာသာရေးတရားเจ้าတွေမှာလည်းသူကြီးတွေမချောက်သေးဘူး ဒါတွေကိုရှင်တို့လူလူသိမယ်ဆိုရင်စာနာသိတယ်လို့ပဲကျမထင်တယ်ပေါ့နော်အဲ့တော့ရှင်တို့ကအနုပညာရှင်ရှင်တို့ကအနုပညာမဟုတ်အညုပညာရှင်ရှင်တို့ကိုအခုဒုက္ခဒုက္ခရောက်နေတဲ့နေရာမှာရှင်တို့ကိုအားပေးတဲ့ပြည်သူကတရားမှာ95ယောက်လောက်ရှိတယ် နော်ဟာငါတို့ကအမှုပညာရှင်ပဲနေတော့ပါတယ်ဟိုနိုင်ငံကနေငါတို့ကိုမအော်နဲ့ဒီနိုင်ငံကနေငါတို့ကိုမအော်နဲ့လို့နေတို့ဖြည့်ရှင်းချက်လာမပေးနဲ့နေတို့အမှုပညာရှင်တွေနေတို့အညုပညာရှင်တွေရှူရှိုက်နေတဲ့အောက်ဆီဂျင်ကငါတို့ပြည်သူလူထုရဲ့ချွေးနေစားတယ်ဟုတ်လားအဲ့တော့နေတို့ကလည်းပြောပါမယ်လေနေတို့ဘယ်သူကကြည်ခိုင်းလဲဘယ်သူကအားပေးခိုင်းလဲ ပြည်သူအားပေးလို့နေလို့အမှုပညာရှင်ဆိုတာဖြစ်လာပြီးစင်ပေါ်ကိုရောက်လာတာဘယ်သူကမှအာမပေးဘယ်စင်ပေါ်မှမရောက် TikTok ဆိုတဲ့ social media ပေါ်မှာဒါမှပြည်သူအားမပေးရင်ဘယ် TikTok ရဲ့အဲဘယ်လိုပြောမလဲဝင်ဆက်မှုတော့မလွယ်ဘူးဒါပြည်သူအားပေးလို့တစ်တော်တွေမှာတော့ဆယ်ကြီးဆိုတာဖြစ်လာသေးတယ်ဟာလားနေလို့လိုမျိုးအညွတ်ပညာရှင်နေလို့လိုမျိုးအညွတ်ပညာရှင် ဆိုတဲ့ဟာတွေကိုငါတို့ပြည်သူတွေရဲ့ချွေးနှဲစာနဲ့အားပေးခဲ့လို့နင်တို့လူတစ်လုံးသူတစ်လုံးဖြစ်လာခဲ့တာဟာဒါကိုပြည်သူကိုယ်တော်မှနင်တို့မငဲ့ညာနိုင်ဘူးအဲ့ဒါနံပါတ်1အချက်နင်တို့အညွတ်ပညာရှင်တွေပြောတာနံပါတ်2အချက်ကကျမတို့ရဲ့တော်လန်ရေးကလည်းငါးနှစ်တောင်ကြာလာပြီဆိုတော့တစ်ခါကိုလည်းပြန်စဉ်းစားရမယ် ဟုတ်လားအတော်လည်းဆိုပြီးတော့တရားမှာတရားရပိုင်းလုံးလုံးမှန်တယ်လို့ကျမမပြောဘူးနော်အဲ့တော့ဟိုဟိုဖက်ကိုလည်းပြင်ကြည့်ရမယ်ဒီဘက်ကျမတို့တော်လည်းရေးကြာမြင့်လာတဲ့အတွက်သူတို့ကလည်းနီးရတာကိုကြောက်ရတယ်ဟုတ်လားအဲ့တော့နီးရတာကိုပဲကြောက်သည်ဖြစ်စီမကြောက်သည်ဖြစ်စီတူတူနဲ့တုတ်တုတ်ပဲကျမတို့ကကျူပင်ကိုတတ်သိရှိလို့စပြီးတော့ခုတ်ခဲ့ပြီးအဲ့တော့ကျူအငုတ်ကထားเสียဘာအကြောင်းမှမရှိဘူးဟုတ်လားကျမလည်းအမြဲတမ်းပြောတယ် ကျုံငုတ်ကိုခုတ်ရင်ဟလာကျုံအပင်ကိုခုတ်ရင်ကျုံအငုတ်မထားနဲ့ကျုံစိမ်းကိုခုတ်ရင်ကျုံစိမ်းအငုတ်မထားနဲ့အခုလဲကျူပင်ကိုခုတ်ခဲ့ပြီးပြီးကျုံကျူပင်ရဲ့အငုတ်ကိုမထားနဲ့ထားเสียပါအကြောင်းမရှိဘူးဘိုးချုပ်အောင်ဆန်းလက်ထက်ကလည်းဒီလိုကျူပင်ကိုခုတ်ပြီးကျုံအငုတ်တွေထားခဲ့လို့အခုကျမတို့တွေကျုံတက်ဆူးပြီးစောက်ကျိုးနေ မောက်ထိုးလေကိုကျိုးနေရတဲ့အဆင့်ကိုရောက်တာကိုတော်လန်ရေးလုပ်နေတဲ့သူအပေါင်းအလုံးသိစေချင်တယ်ခဏနေရန်အောင်အင်ရှိကိုသွားပြီးတော့ဘုံခွဲပြီးတော့တတိပေးလိုက်တာတတိပေးစရာဘာအကြောင်းမှမလို့တခါတည်းအပြက်ရှင်းတခါတည်းအပြက်ရှင်းဒီအချိန်မှာတစ္ဆပေါက်ဆိုတာမထားသင့်တော့ဘူးသိလားတစ္ဆပေါက်ဆိုတာမထားသင့်ဘူးဘာပဲဖြစ်ဖြစ်ရှင်းစရာရှင်းရင်တခါတည်းရှင်းဘာဖြစ်လို့လဲ ရှင်တို့ဒီလိုပဲဟိုနေရာလေးမှာဘုံဖွဲပြီးသူတို့သတိပေးလိုက်ဘုံဖွဲပြီးသွားပြီးသတိမပေးနဲ့ပြားအောင်တော့မှပဲသူ့ကိုဒုံးနဲ့သွားထိုးရင်ထိုးတဲ့အချိန်နဲ့ပွာတာနောက်ပြီးရင်သူတို့ကပြန်ပြီးတော့ဆုတ်သွားတာပဲခုလည်းဒီလိုပဲရှင်တို့ကျုံအပင်တောင်မှပဲခုတ်ပြီးပြီးကျုံအငုတ်ကိုမထားနိုင်လို့ပဲကျွန်မပြောချင်တာနင်တို့ဇလံဇက်ွက်တွေထဲမှာပြောနေတဲ့စကလုံးအလုံးတိုင်းအလုံးတိုင်းကိုနင်တို့တူးချင်းတယောက်ချင်းတာဝန်ယူနော် မတော်ကဂျုံစိန်အပင်ကိုစခုတ်နေပြီနော်အဲ့တော့ဂျုံစိန်ရဲ့အငုတ်တွေကိုဒီတစ်ခါထားမှမဟုတ်တော့ဘူးနော်နင်တို့ပါနင်တို့ဘလောက်ပဲနာမည်ပဲကြီးကြီးဘာပဲဖြစ်ဖြစ်ဟာလာဒီတော်လန်ရေးမှာအဖေနဲ့သာသမီးနဲ့အမေမောင်နဲ့နှမဦးလေးနဲ့ဒေါ်ကြီးဆိုတာမရှိဘူးအမှန်တရားရဖို့ပဲလိုတယ် ဟုတ်လားအဲ့တော့ကြုံစိအပင်ကိုစခုတ်ပြီဆိုရင်ကြုံစိရဲ့အငုတ်ကိုတော့ထားမှာမဟုတ်ဘူးရှင်းရှင်းလေးပဲเนาะအဲ့ဒီတော့အာနေတို့အခုပြောနေရပါလဲအဲ့ဒါရွေးကောက်ပွဲကိုလာရှင်ပြိုင်မှာဆိုတော့လည်းမရှင်ပြိုင်ဘူးတဲ့ရွေးကောက်ပွဲလုံးတော့လေတဲ့အဲတရားမဝင်ရွေးကောက်ပွဲလို့ပြောတယ်ဒါဆိုရင်နေတို့ရဲ့ဗဇက်ပောက်တီက2021တုန်းကပြည်သူအာနာပြည်သူပြန်ပေး ဟာလာစစ်အာဏာရှင်ကြရှုံးကြီးတို့အရေးပါလို့နင်တို့ဗဇက်ပေါက်တွေကဘာဖြစ်လို့អော်လာခဲ့တာလဲပြောစမ်းပါအောင်အဲ့ဒီတုန်းကနင်တို့မအော်ခဲ့ဘူးနင်တို့ပါနင်တို့နင်တို့အခေါင်းထဲမှာနင်တို့ငြိမ်နေခဲ့ပြီဒီနေ့ဒီအချိန်ခါမှာနင်တို့ဒီလိုမျိုးထလောက်တယ်ဆိုရင်ထားလိုက်အောင်အဲ့ဒီနေ့အချိန်ခါတော့နင်တို့ပဲလမ်းပေါ်ထွက်ပြီးနင်တို့ပဲអော်ခဲ့တာလေးထိတ်ဆုံးမှာဟမ်အဲ့နေတို့တို့ဘာတို့အကုန်အကုန်အကုန်ဟမ်နင်တို့ပဲអော်ခဲ့တာလေး အခုခါကျတော့တခါရွေးကောက်ပွဲတဲ့ဟဲ့ဒါကြောင့်လူကြီးတွေကပြောတာအပြောင်းလဲမြန်တဲ့သူတွေကကိုကြီးတရားမကောင်းတဲ့သူတွေကတာအပြောင်းလဲမြန်တာဆိုတာမှန်တယ်သိလားနော်အချောင်းသမားစစ်ကောင်စီအတူအယောင်ရွေးကောက်ပွဲအတွက်စီယုံလှုပ်ဆော်သည့်ခစ်သမိုင်းကိုဒုံဆိုင်မိသူများအမည်ရှိဝါရဖြန့်ဆက်ကားတွင်နာမည်ကြီးတရုတ်ဆောင်များဖြစ်ကြသော နေတိုးမြင့်မြတ်နေဝင်းအေဂျမ်းမောင်ချူလေးမေမြင့်မိုအောင်ခိုင်ငပြောကျော်စသည့်အမှုပညာရှင်များစွာပါဝင်ခဲ့သည့်အဆိုပါစကားတွင် တော်လန်ရေးကြောင့်ပြည်သူများထိခိုက်ရပုံရွေးကောက်ပွဲသည်ကဘာကစိတ်ဝင်စားနေသောတိုင်းပြည်၏အရေးတစ်ခုဖြစ်ပုံမြင့်မြတ်ရွေးကောက်ပွဲကိုပောက်ကရရေးတာဝေဖန်ပါကအကြကြီးထောင်ကြမည်ဟုချင်းချောက်ပုံ အောင်ခိုင်စသည့်စစ်ကောင်စီလိုလားသောအမြင်များနှင့်မဟုတ်မမှန်ပုံဖြတ်မှုများကိုထည့်သွင်းရိုက်ကူးထားသည်ထို့ပြင်ဆရာဆရာမတွေကိုအလုဆာတင်ရမယ်ဟု တိုက်တွန်းခဲ့တော်လဲလက်တွေ့တွင်စစ်ကောင်စီကစာတင်ကြောင်းများကိုဘုံကျဲတိုက်ခိုက်နေခြင်းကဲ့သို့သောလက်တွေ့မြေပြင်အခြေအနေများနှင့်ဆန့်ကျင်ဘက်ဖြစ်နေသည့်ရင်းဝါရဖြန့်စကားတွင်ပါဝင်သည့်တရုတ်ဆောင်များသည့်ယခင်ကစစ်အာဏာရှင်ကိုဆန့်ကျင်ခဲ့မှုသူများဖြစ်တော်လဲယခုအခါစစ်အုပ်စုအလို့ကျရိုက်ကူးနေခြင်းကြောင့်ပြည်သူလူထု၏ပြင်းထန်သောဝေဖန်မှုများနှင့်ရင်ဆိုင်နေရသည် ပြည်သူများနဲ့တော်လှန်ရေးထောက်ပို့များကရင်းတို့၏လောက်ရက်ကိုဖတ်ခုစားများအဖြစ်ပြင်းပြင်းထန်ထန်ရှုတ်ချပြောဆိုပြီးစစ်တပ်ကိုမထီမဲ့မြင်ပြုခြင်းအတွက်အမှုပညာရှင်များကိုဘွိုက်ကတ်တပိတ်မောက်ခြင်းကိုထိထိရောက်ရောက်လှုပ်ဆောင်ရန်တောင်းဆိုမှုများပြုလုပ်နေကြကြောင်းသိရသည်။အားတွေကခေတ္တတိုင်းမှာရှိတယ်တဲ့။ရှေးလူကြီးတွေပြောခဲ့တာနော်။ပွဲလိုက်လုံးဖျားခင်းတဲ့လူကလည်းခေတ္တတိုင်းမှာရှိတယ်။အချောင်သမားတွေကလည်းခေတ္တတိုင်းမှာရှိတယ်တဲ့။ နော်ခုတော့နေတော့ကပွဲလန့်တော့ပွဲလန့်နေတော့ကြာလေနေတော့ကဖြာဝင်ခင်းတယ်အခုကြာတော့လေနေတော့ကအချောင်သမားပြန်လုပ်တယ်ဆိုတော့နေတို့စဉ်းစားပဲကြည့်ပါနေတို့မျက်နာတွေကဒီလူသူလေးပါရဲ့အရှိမောင်နေတို့ထွက်လာရဲတဲ့တတိယတော်တော်တန်တန်ဆောက်ရှက်မဟုတ်ဘူးကြားလားတော်တော်တန်တန်ဆောက်ရှက်မဟုတ်ဘူးနော်ပါလေဘုံခွဲတာတဲ့ဘုံခွဲတာဆိုတော့အဲ့ဒီအောင်ခိုင်ဆိုတဲ့အဖိုးကြီးဆိုငါတို့ထက်တောင်ကြီးသေးတယ်သေကန်နီးနေပြီ ဟာလာနင်တို့တွေကြံတဲ့ဟာဆိုငါတို့တွေเนี่ยအသက်တွေက level လောက်ပဲ3 40တွေဖြစ်နေပြီဟာလာအဲ့တော့ငါတို့တိုင်းရင်းသားပြည်နယ်တွေဖက်မှာဘယ်လောက်ဆင်းရဲတယ်လဲဘယ်လောက်မွဲတည်တယ်လဲဆိုလို့ရှိရင်ဟိုဆေးရုံလည်းမရှိဘူးဆေးကန်းလည်းမရှိဘူးကြောင်းလည်းမရှိဘူးမီးလည်းမရှိဘူး ရေလည်းမရှိဘူးကိုကိုရှာတော့ကိုကိုရှာထောင်းကိုကိုဒီလိုပြည်သူတွေနားကမှနင်တို့ကချွတ်ချုံညနေတဲ့ပြည်သူနာနင်တို့တရားစု90စုဟာလာနင်တို့ထုတ်လိုက်တဲ့ဇာတ်ကားလေးကိုသွားကြည့်တဲ့ပြည်သူတွေရဲ့မျက်နှာကိုပဲနင်တို့ပြန်ကြည့်ပါအောင်ဟမ်နင်တို့အမှုပညာရှင်တွေပြောပါလေငါတို့ကဘာလဲလို့လာမမီးနဲ့ပြည်သူကနင်တို့အမှုပညာရှင်ရဲ့နင်တို့အမှုပညာရှင်တွေရဲ့ထမင်းရှင်ပဲကြားလား ဲ့ဒီနေတိုးတို့အဲ့ဒီအောင်ခိုင်တို့နော်နောက်ကပိုကောင်မလေးတွေဆိုရင်နေတို့တောင်ပိုတောင်သိအောင်မယ်ရခိုင်ပြည်မှာဘယ်လောက်တောင်စစ်တွေဖြစ်နေလဲဘယ်လောက်တောင်ဒီနေတို့ဘုံငုံနေတဲ့မအားလာဘယ်လောက်တောင်ဒုက္ခပေးထားပြီလဲဆိုတာနေတို့ထမင်းစားလိုက်ကြလားထမင်းစားရင်နေတို့အဲ့ဒီအသည့်တရားတွေဝင်လာမယ်နော်နေတို့ထမင်းမစားလို့နေတို့အသည့်တရားမဝင်တာသိလားနော်နေတို့ကမှတကယ်မှာစံကုန်မြေလေးအစ်စ်တွေနေတို့ကလေ သိလားအညွတ်ပညာရှင်မဖြစ်ရဘူးအစကလေးကလေနင်တို့စစ်တပ်ထဲကိုဝင်ရမှာသိလားဟိုဖြူဟာမှုတွေတက်စိတ်မှုတွေတက်ရင်မှုတွေတက်ခွဲမှုတွေတို့အရာခံမှုတွေစီကျူကြီးတွေတွေ့တော်မှလားတော့ခိုင်းပြီးမှခွေးအကောင်ပေါင်းတရာကျော်ဂန်းဂန်းကန်းလာအဲ့ဒီအထဲမှာနင်တို့တူတူလုံးပါသွားရမှာနင်တို့အညွတ်ပညာရှင်မဖြစ်ရဘူး နင်တို့ကဒီစစ်ခွေးတက်တယ်ဝင်ရမှာအခုချိန်နေလို့စစ်ခွေးတက်တယ်ဝင်လိုက်လေနင်တို့အချိန်ရှိသေးတယ်ဝင်လိုက်ကြပါလားအဲ့ဒီဇက်ကမရိုက်ခဲနဲ့အဲ့ဒီထဲကိုဝင်ပြီးတော့နင်တို့ငါတို့ကိုပြန်တိုက်ဖို့လှုပ်လိုက်ပါလားနင်တို့ဇက်ကလှုပ်နေနေတောင်မှပဲဟာလာဟိုလမင်းကိုခွေးဟောင်နေတယ်လို့မျိုးတောင်ဖြစ်နေအောင်မယ်ပီသူလက်မခံဘာမှမရဘူးဆိုတာနင်တို့အညွတ်ပညာရှင်အားလုံးသိထားဖို့